အားလုံးမင်္ဂလာရှိသောအချိန်လေးဖြစ်ပါစေလို့ရှိလို့ဆိုတော့ကွန်ဆက်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီနေ့ဒီဗီဒီယိုကလစ်နဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြောတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာ reaction လုပ်တာမဟုတ်ပါဘူး review လုပ်တာဖြစ်ပါတယ်ဆိုတော့ရှေ့ဦးစွာနားလည်စေချင်ပါတယ်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာသူပြောသွားတဲ့အရာလေးကိုတစ်ချက်ချင်းစီကျွန်တော်ပြန်လည်ပြီးတော့ကြည့်ကြရအောင် အဲ့တော့ပထမဦးဆုံးတစ်ချက်ကိုကြည့်မယ်။ဘုရားခင်သူ့လူနဲ့အဲလိုလို့အဲ့လိုစပိုးလို့လို့မတော့အခက်ဆုံးပြီးတော့ခင်ဗျာမချော။ကြဟုတ်ပြီ။ဘုရားခင်ဟာသူ့လူနဲ့အမြဲတမ်းအလလို့တော့ဘုရားဖြစ်ပါလေတဲ့။အဲ့တော့အဲ့ဒီဘုရားလူကို ပူပေါင်းရင်ပူပေါင်းမပူပေါင်းပြနဲ့ against လုပ်နေရင်အကျက်ကျက်တည်ထားပါတဲ့။နော်။ အဲ့တော့ကျတော်တို့ဒီရနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ရင်ကြောက်တော့ကြောက်သွားတယ်နော်သူတို့ support လုပ်နေတဲ့ဆရာကိုကျွန်တော်တို့မပေါင်းမိတာပဲကျွန်တော်တို့ဟိုအပြစ်ဖြစ်ရတော့မလို့ဖြစ်နေတယ်အဲ့တော့ဒီနေ့သူတို့အာယုံကြည်ရဲ့သူတို့နောက်လိုက်နေတဲ့သူတို့ရဲ့ဆရာနောက်ကိုမလိုက်တာပဲကျွန်တော်တို့ရဲ့အမားလို့ဖြစ်နေတယ်တကယ်တမ်းတော့ဒါကသူရဲ့ပုံကိုဆွဲကြောင်ဖြစ်ပါတယ် ဆရာဆွေးကြောင်းဖြစ်ပါတယ်ဒီလိုပဲကျွန်တော်နားလေပါတယ်ဘာကြောင့်လဲဆိုတာဒီနေ့ကျွန်တော်တို့အာတော်တော်များများဟာအာဘာသာဆွေးတယ်ပြီးတော့ဂိုင်းကနာဆွေးတယ်လူမျိုးဆွေးတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီဆရာဆွေးဒါလည်းအင်မတန်ကြောက်စရာကောင်းတော့အရာဖြစ်ပါလေဒီနေ့ကျွန်တော်တို့အာဆွေးရှာရှင်ကျွန်တော်တို့ကနှုတ်ကပတ်တော်ပဲဆွေးဖို့ရံဖြစ်ပါလေ အဲ့တော့ယနေ့ဒီမှာကျွန်တော်တို့အနေနဲ့နားလည်ထားဖို့ရအတွက်ကယနေ့ဒီအာဒီဆရာလေးပြောထားတဲ့အကြောင်းအရာကသူယုံကြည်ကိုးစားတဲ့သူပြီးတော့သူနောက်လိုက်နေတဲ့ဆရာကို လူတွေကအပြစ်တင်ဝေဖန်လာတဲ့အခါမှာသူမခံစားနိုင်တဲ့အကြောင်းသူရဲ့စိတ်ခံစားချက်ကိုဦးစားပေးပြီးတော့ပြောတယ်လို့ကျွန်တော်ခံယူမိပါတယ်အဲ့တော့ဒီနေ့သူ့အနေနဲ့လည်း ဒီပြောဆိုမှုတွေကိုဆင်ခြင်တင်တယ်လို့ကျွန်တော်နေနဲ့နားလေရပါတယ်။ဘာကြောင့်လဲဒါတစ်ဖက်တဆန်သွားတယ်ပြီးတော့ကိုယ့်ဘက်ကိုဆွဲတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။အဲ့တော့ဒီနေ့ဖယားလူတွေကိုဖယားအတုံးပြတဲ့သူကိုနော်မလိုက်မိချင်းဟာသူတို့တည်းမပူပေါင်းချင်းဟာဒီနေ့ကျွန်တော်အပြစ်လာအဲ့တော့ဒီကြောင့်ရနေပတ်တပြီးတော့ကျွန်တော် တခင်ယေရှုကဘယ်လိုပြောတယ်လဲဆိုရင်ငါဟာဤလောကတို့ကြွလာတာညီတဲ့ချင်းပြေဖို့ရန်ကြွလာတယ်လို့ထင်တာလားတဲ့မိသားစု၄ယောက်ရှိရင်တယောက်တစ်မျိုးစီဖြစ်လိမ့်မယ်ဆလိုရကဘုရားတခင်ကသူ့နေရာနဲ့သူ့အားလုံးကိုအတုံးပြသွားလိမ့်မယ်အဲ့တော့အခုသူတို့ရဲ့ဆရာဟိုလေဘုရားတခင်ကတထောင်တနေရာမှာအတုံးပြပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာလည်း ို့တဲ့သူဖျားအတုံးပြုတ်နေတဲ့လူရှိပါတယ်အဲ့တော့ဒီလူကိုပဲလိုက်မှဆိုတာမဟုတ်ပါဘူးဒီအသိတော်မှဒီတရားတော်မှဆိုတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်နည်းနည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာဒီများတော့ပဲပြောချင်ပါတယ်အကြောင်းလဲဒါကပုံကိုဆွဲသွားတဲ့သဘောမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကဲနောက်ထပ်နောက်ထပ်တစ်ချက်ကြည့်ကြရအောင်2020မှာသူ့ကိုထောင်ချလိုက်တယ်နော်2021မှာဘာဖြစ်လဲ နေ့ထိသူကြောင့်စီတုံးမယ်ဒီနေ့ထိသူကြောင့်စီတုံးမယ်ဒါဆိုမှကဲဒီတစ်ချက်ကကျွန်တော်အခြေလေးဆွေးနွေးရမယ်ကိစ္စအချက်အလက်ဖြစ်ပါတယ်အဲ့တော့ဖရာလူတွေကိုဒါမှမဟုတ်ဖရာရဲ့အမှုတော်ဆောင်တွေကိုပြန်မရင်တကယ်ပဲနိုင်ငံအပေါ်မှာ ပြစ်ဒဏ်ကြရောက်တလားဆိုတာဖြစ်ပါတယ်တကယ်ပဲဖရာတခင်ကတန်ခတ်စီရင်လားအပြစ်ပေးတာလားဆိုတော့ဒီနေ့ကျွန်တော် ဓမ္မချမ်းစာထဲမှာပဲလို့ပြောထားတယ်လေကြီးကြရအောင်အဲ့တော့ဒီဓမ္မချမ်းစာကိုမကြည့်ခင်တခြားဘာသာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဗုဒ္ဓဘာသာမှာလည်းထုတ်ကဲလို့မရှိပါဘူးဒီနေ့အာလူတယောက်ကျွလွန်တဲ့အပစ်ကသူနေပဲဆိုင်တယ်သူချင်းစီနေပဲဆိုင်တယ်နိုင်ငံပေါ်မှာတက်ရောက်မှုမရှိဘူးအဲ့တော့သူတို့လည်းတန်ဃာတစ်ပါးကိုပြမမိတယ်ဆိုရင်အဲ့ဒီပြမတဲ့သူကပဲသူ့ရဲ့ပြမတဲ့အကျိုးလျောက်အဲ့ဒီဆိုကျိုးကိုခံစားရမှာဖြစ်ပါလေ အဲ့ဒီတန်ကတဏ္ဍာန်လုံးကိုပြန်နှံ့စရာအကြောင်းမရှိဘူးအဲ့ဒါလိုပဲရင်းနဲ့ဟိန္ဒူဘာသာအခြားဘာသာတွေအစ္စလမ်ဘာသာတွေလည်းထုတ်ခဲ့လို့ပဲနော်ကံရဲ့အကျိုးအတိုင်းလူအချင်းပေါ်မှာတက်ရောက်တာဖြစ်ပါလေနိုင်ငံပေါ်မှာဘာမှတက်ရောက်စရာအကြောင်းမရှိဘူးနိုင်ငံလုံးရှိလူတွေပေါ်မှာတက်ရောက်စရာအကြောင်းမရှိဘူးဆိုတာတွေးရတယ်အစ္စလမ်ဘာသာလည်းထုတ်ခဲ့လို့ပဲလူမှုအတိုင်းပိုင်းတစ်ခုလုံးမှာတဲ့ပြစ်မှားပါကတဲ့အပြစ်တန်တက်ရောက်နိုင်တော့လေတဲ့ မန်ကန်တို့ပြုတ်အမှုကိုလုံးနေရင်ဘုရားသခင်ကအကွက်ကမေးဆိုပြီးယုံကြည်ပြတာဖြစ်တယ်။အကြောင်းဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခြုံငုံပြီးတော့ကြည့်တဲ့အခါမှာလူတူတယောက်ချင်းစီအပေါ်တန်ခတ်မှုတာလင် အများစုကလက်ခံယုံကြည်ထားတာဖြစ်ပါတယ်။ထိုကဲလို့လည်းဖြစ်ပါတယ်။အဲ့တော့ဘာသာကြီးအများစုကလည်းလူတူချင်းစီရဲ့ကိုယ်တိုင်ကျွလွန်ခဲ့တဲ့အပြစ်လျောက်ခံရပြီးတော့ကိုကိုကိုတာဝန်ခံရတာဖြစ်တယ်ဆိုပြီးတော့တွေးရတယ် အဲ့ဒီတိုင်းပဲရင်းနဲ့ကျွန်တော်ခရိယံဓမ္မရှားစာထဲမှာလည်းထိုကိတော့ပဲပြောထားတယ်နိုင်ငံအဆင့်ပြစ်ဒဏ်ခံမှုနဲ့ပတ်သက်ပြီးတော့ကြီးတဲ့အခါမှာဓမ္မဟောင်းကျမ်းမှာကျွန်တော်တို့ဥပမာတစ်ခုကြည့်မယ်ဆိုရင်ဆိုဒမ်နဲ့ဂိုမောရာမြို့ကိုဘုရားသခင်ကအာဆင်းရဲတယ်ပြစ်ဒဏ်ပေးတယ်တို့ကျွန်တော်တို့ကပြောတတ်ကြတယ်တကယ်တမ်းတော့ဒါပြစ်ဒဏ်ပေးတာမဟုတ်ဘုရားသခင်ကဒါဒါကိုပါတတိပေးခြင်းတာဖြစ်ပါလေအကြောင်းလေဒါကလည်း ဖျားလူတွေကိုစော်ကားလို့ဖျားလူတွေကိုဟိုပြင်မာလို့အဲ့ဒီမြို့ကြီးဆော်တော်နဲ့ကိုရမြို့ကြီးကပြည့်စည်သွားရခြင်းမို့ဖျားတခင်တန်ခတ်တာမဟုတ်ပါဘူးတမြို့လုံးအဲ့ဒီမြို့မှာရှိတဲ့လူတွေအားလုံးကတငင်တငွတ်သိနေဒုစရအဖြစ်ကိုကျွလွန်နေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အချို့မို့ယနေ့ကျွန်တော်လူတူတူယောက်ပြင်မာလို့နော်သူကတိုင်းပဲခံရမယ်အဲ့ဒီတိုင်းပဲဖျားလူကိုပြင်မာလို့ ဖယားလူကိုပြင်ပါတဲ့အပြစ်ကကိုကိုတိုင်ပဲခံရမှာဖြစ်ပါလေတခြားလူတွေကိုတဲ့ရောက်ရှာအကြောင်းမရှိဘူးဆိုတော့တွေ့ရတော့ဒါကြောင့်ဒီအကြောင်းနဲ့ပတ်သက်ပြီးတခင်ယေရှုကကျွန်တော်တို့ကိုအာဥမာကြည့်မယ်ဆိုရင်ဒီရှင်လူကခန်းကြီး73ပိုင်းငယ်၃မှာကြီးတဲ့ခါမှာဒီလိုပြောပါတယ်တင်တို့ဒီမပြုတ်ပြင်လင်းပျက်စီးကြလိမ့်မည်ဒါကလူတယောက်ကြောင့်အများကိုတဲ့ရောက်မယ်ဆိုတဲ့သဘောမျိုးပဲနဲ့ လူတဦးတယောက်ချင်းစီကိုတိုင်ချွလွန်တဲ့အပြစ်ကိုတိုင်ကယနေ့ပြုပြင်ဖို့ရန်ဖြစ်တယ်ကိုကြောင့်သာလည်းကိုဒုက္ခရောက်ရတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နားလည်ထားဖို့ဖြစ်ပါတယ်အကြောင်းမို့အထူးသဖြင့်ဒီမှာပိတံခတ်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီမှာကြည့်တဲ့အခါမှာဒီဣတိရလူမျိုးတွေရဲ့တခင်ယေရှုကိုလာမိကြတယ်အကြောင်းလဲဆိုရင်ရှင်တို့ကခန်းကြီးဆက်တော်ဘက်ကတိတ်ကနဲ့ငားထဲမှာရှိတဲ့အခါမှာအာတချို့ကလာမိကြတယ်ပြလမင်းကြီးကတဲ့နော် ဂါလိလေဒီဂါလိလေလူအချို့ရဲ့တွေးနေရစ်ကောင်ရဲ့တွေးနေရောတော့ပြီးတော့ရစ်ပူဇော်တယ်အကြောင်းမို့ဒီမှာအပြစ်ဒဏ်ဆင်ရှင်းခံရတဲ့တဲ့ဂါလိလေလူတွေကပို့ပြီးတော့အပြစ်ကြီးအပြစ်ကြီးတယ်လို့သူတို့ကဟိုထင်မြင်ယူဆသားကြတာဖြစ်ပါတယ်ပြီးတော့နောက်ချက်ကပါလဲဆိုရင်ဒီကျွန်တော်ရှီလောင်ရေကမှာအပြအိုးကြီးအာ ြိုလဲကြပြီးတော့လူ16ယောက်အော်တည်သွားတယ်ဒီအကြောင်းအရာကလည်းဒီလူ16ယောက်ကသူတို့အပြစ်ရှိတဲ့အကြောင်းကိုခံရတယ်ဆိုတဲ့အကြောင်းကိုလာပြီးတော့ပြောပြကြတာကိုတွေ့ရပါတယ်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခင်ယေရှုကဘာပြောထားတယ်လဲဘယ်လိုတင်တင်ထားတယ်လဲဆိုရင်ကျွန်တော်ဒီစံစာကိုဖတ်ကြရအောင်လူကခန်းကြီးစတော့ပိုင်းငယ်တိတ်ငါတဲ့ငါးတဲ့မှာ ထိုအခါလူအချို့တို့ဒီလာ၍ပိလမင်းဒီဂါလိလဲလူအချို့တို့၏အသွေးကိုမိမိတို့ပူဇော်သောရစ်ကောင်တို့နှင့်ယုံသောကြောင့်ကိုရှောက်ကြလင်တဲ့ယေရှုကထိုဂါလိလဲလူတို့သည်ထိုတို့ခံရသောကြောင့်အခြားသောဂါလိလဲလူအပေါင်းတို့သည်တာ၍အပြစ်ရှိသည်ဟုထင်ကြသလိုတာ၍အပြစ်ရှိသည်မဟုတ်တင်တို့ဒီရှိသည်မြသည်တင်တို့ရှိသည်မြသည်လဲနောင်တမရလင်ပျက်စီးခြင်းတို့ရောက်ရကြလိမ့်မည်ဟုငါဆို၏ ထိုမတပါရှီလောင်ပြအိုလေး၍ပြီတော်သူတကြိတ်ရှိရောက်တို့သည်ယေရုရှလင်မြို့သားအပေါင်းတို့ထက်တာ၍အပြစ်ရှိသည်ဟုထင်ကြသလိုတာ၍အပြစ်ရှိသည်မဟုတ်တင်တို့ရှိသည်များသည်လည်းနောင်တမရလင်ပြည့်စည်ခြင်းတို့ရောက်ကြလိမ့်မည်ငါဆိုသည်ဟုအမိန်တော်မူ၏ကဲဒီမှာရှိတဲ့အခါမှာဒီအကြောင်းအရာကခုနကဒီဆရာပြောထားတဲ့အရာနဲ့ဒီနေ့တူနေပါလေ၊ကိုက်ငင်နေပါလေ။ဘာကြောင့်လဲဆိုရင်ယနေ့ဖယားကို တင်ပါမည်လို့เนาะသူတို့ကအပြစ်ရှိလို့ပို့ပြီးတော့အပြစ်ထဲမှာကျင်လေတက်လို့ထိုခေတို့ဒုက္ခရောက်ကြရတယ်တေချရတယ်ပျက်စီးကြရတယ်ဆိုပြီးတော့သူတို့ကတခင်ယေရှုကိုတိုင်ကြပြီးတော့ပြောဆိုတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီဆရာလေးဒီလိုပဲသူတို့ရဲ့ဆရာကိုလူတွေကပြင်မာကြလို့เนาะအပြစ်တင်ကြလို့ထောင်ချကြလို့ဒီနေ့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေကအာတွေးချောင်းစီးနေကြရတယ် ဆိုပြီးတော့ပြောချင်တဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းဒီမှာသခင်ယေရှုမိန့်တော်မူတာကအာယေရှုကထိုဂါလိလဲလူတို့ဒီထိုသူထိုတို့ခံရတော့ကြောင်းအခြားသောဂါလိလဲလူအပေါင်းတို့တာရဲ့အပြည့်ရှိသူထင်ကြတယ်လို့။ကဲဒီမှာရှိတဲ့အခါမှာခုနကသူပြောသွားတဲ့အကြောင်းအရာကျွန်တော်တို့ရှင်းပြကြည့်ကြရအောင်။အဲ့တော့ဒီနေ့ဒီဒုက္ခတွေကြောင့်တေချေပြည့်စည်သွားတဲ့သူတွေက ကျွန်တို့ဂျန်နေတော့သူများတဲ့ပို့ပြီးတော့အပြစ်ရှိလို့လားကျွန်တို့ကပို့ပြီးတော့အပြစ်နေနေလို့ဂျန်နေတာလားတကယ်လို့စင်ချင်းမခံရတာလားတာရွေ့အပြစ်ရှိတာမဟုတ်ပါဘူးတဲ့အခုကျွန်တော်တို့ဒီလိုဒုက္ခရောက်လို့ဒီလိုအအသက်တွေပြီးတော့တွားကြရတယ်တွေးချောင်းစီးတွားရတယ်ပြောမယ်ဆိုဒုက္ခရောက်ကြရတယ်အိုးရင်ပြစ်စီကြရတယ်တာရွေ့ပြစ်ရှိတာမဟုတ်ပါဘူးတဲ့ အဲ့တော့တင်လို့ရှိတဲ့မြတ်ဒီလည်းနောင်တမြတ်လည်းပြည့်စုံခြင်းတို့ရောက်ကြလိမ့်မယ်ဆိုလိုတာကအတူတူပါပဲဒါကြောင့်မို့ဒီမှာနောက်ထပ်တမျိုးကပါလဲဆိုရင်ထောမတပါရှိလောင်ပြောင်းလေးပြည့်ပြီးတော့သူတချိတ်ရှိရောက်တို့ဒီလည်းယေရုရှလင်မြို့သားအပေါင်းတို့တာရွေအပြည့်ရှိတယ်ကိုတင်ကြတယ်လို့တခင်ယေရှုကနော်ပြန်ပြီးတော့သူတို့ပြောတယ်အဲ့တော့ရှိလောင်ရေကမ္မနော်အာဒီအဲ့ဒီပြောင်းခြင်းအာပြိုလဲပြီးတော့ ြည့်ပြီးတည်သွားတဲ့လူ၁၈ယောက်ဟာလေဒီနေ့ယေရုရှလင်မြို့သားအပေါင်းတို့တဲ့အပြစ်ရှိတယ်လို့ခင်ဗျားတို့ထင်ကြတာလားကဲတန်းတော့အပြစ်ရှိတာမဟုတ်ပါဘူးတင်းတို့ရှိတဲ့များဒီလေနောင်တာမရရင်ပြည့်စုံခြင်းတို့ရောက်ကြလိမ့်မယ်အဲ့တော့ယနေ့ကျွန်တော်တို့ဒီမှာခုနပြောသွားတဲ့အတိုင်းပေါ့အာကျွန်တော်တို့ကဒီဆရာကိုပြစ်တင်ဝေဖန်ဆုံးချလို့ ကျွန်တော်အပြည့်ခံရတာမဟုတ်ပါဘူးတကားယနေ့ကျွန်တော်တို့အာလူတွေရဲ့တူချင်းစီနဲ့တက်ဆိုင်တဲ့အပြစ်တွေကြောင့်လည်းဖြစ်ပါလေအဲ့တော့ခုနကျွန်တော်ဥပမာတစ်ခုပြောသလိုဆိုဒမ်နဲ့ဂိုမိုရာမြို့ကိတ်တို့အဲ့ဒီအာလူတွေကဒုစရအရန်ပြုတ်လာတဲ့ခါမှာဘုရားသခင်ကသူတို့ကိုတတိပေးတဲ့အနေနဲ့လှုပ်ဆောင်တော့အရာတွေဖြစ်နိုင်ပါလေ ဆိုတော့ကိုကျွန်တော်နားလေရပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အာနောက်ဆက်တစ်ချက်ကြည့်ကြရအောင်ဒါဆိုမြန်မာပြည်ကောင်းကြီးဖြစ်မယ်နေကျွန်တော်ရေးရေးပြောရဲတယ်ကျွန်တော်ဝิญဉ်ဖခင်အိမ်ယူပြန်နေပြီးကောင်းကြီးပြီးတော့ခွင့်လွတ်တယ်ကောင်းကြီးဖြစ်ပါစေ God bless မြန်မာလို့သူပြောတဲ့နေ့အဲ့နိုင်ငံမှာအပြောင်းလဲဖြစ်လိမ့်မယ်ကြည့်ကိုကြည့်နေကဲဟုတ်ပြီဒီမှာသူ့ရဲ့ဆရာက ဒီနေ့မြန်မာနိုင်ငံမှာမရှိတော့လို့မြန်မာမျိုးပုံမနှင်းထားလို့ကျလို့မြန်မာနိုင်ငံကြီးကဒုက္ခရောက်နေကြရတယ်လို့ဆိုလိုတာဖြစ်ပါတယ်။အဲဒါသူ့ဆရာကိုလည်းခွတ်လို့ပို့ရန်ကျွန်တော်တို့အနေနဲ့တောင်းပန်ရမယ့်သဘောမျိုးဖြစ်နေတယ်။အဲတော့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကတောင်းပန်ရမယ့်သဘောမျိုးတက်ရောက်တော့ပါလေ။ဒါကလည်းသူ့အနေနဲ့သူ့ဆရာကိုအင်မတန်မှချစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဖခင်ကလည်းသူ့ကိုအတုံးပြုတဲ့အတွက်ကြောင့်သူကသူ့ရဲ့စိတ်ခံစားချက်အလျောက်ပြောဆိုနေခြင်းဖြစ်ပါတယ်။ ဒါကလည်းဟိုကျွန်တော်တို့နေနဲ့အပြစ်မင်ပေးလို့တော့မရဘူးဒါမှလည်းဒီအရာတွေကကြလာရင်မကောင်းဘူးသူတို့ရဲ့စိတ်ထဲမှာဒီတည်တည်သွားရင်ပုပ်ကိုဆွဲသွားမယ်ပြီးတော့ကျွန်တော်တို့ကတကယ်ပဲဒါအတ္တဆန်လာတဲ့တဘုံဖြစ်လာတတ်တယ်ဒါကိုကျွန်တော်တို့စွရင်ရှာကောင်းပါလေအဲ့တော့သူ့အနေနဲ့အာဒီမြန်မာနိုင်ငံကိုတကယ်ပဲဟိုဝန်တာထားပြီးတော့အာပြောတော့အရာတွေဖြစ်တယ်လို့လည်းကျွန်တော်နားလေရပါတယ်ဒါမှမဟုတ်လည်းသူတို့ရဲ့နားလေ တဲ့အရာတွေအရင်နဲ့နှုတ်အပြည့်ထွက်လာတဲ့အခါမှာအာသူတပါးအတွက်ပြောမယ်ဆိုရင်တိရှောက်ရှာမဖြစ်သွားလို့တပါးသူတွေအတွက်ပါလဲဆိုရင်ဟိုပြောမယ်ဆိုရင်ပြန်လဲပြီးတော့ပြောရှာတွေဖြစ်လာတယ်ပေါ့လေနော်အဲ့တော့ဒီနေ့ဒီရှာကမြန်မာမျိုးပို့ကိုနင်းပြီးတော့အာပြစ်ကိုခွန်လွတ်တယ်လို့ပြောရင်တဲ့ရှာတခင်ကဒီမျိုးကို အပြောင်းအလဲဖြစ်စေမှာဖြစ်သေးမြန်မာနိုင်ငံကိုကောင်းကြီးဖြစ်စေမှာဖြစ်သေးဆိုပြီးတော့သူပြောသွားတာတွေ့ရတယ်အဲ့တော့ယနေ့ကျွန်တော်ဓမ္မကျမ်းစာထဲမှာကြည့်တဲ့အခါမှာအပြစ်လွတ်ပိုင်ခွင့်ဟာသခင်ယေရှုတပါးလေးပဲရှိပါတယ်ဘယ်လူတယောက်ရဲ့အပြစ်လွတ်ပါတယ်လို့ပြောခြင်းအပြစ်အပြစ်လွတ်သွားစရာအကြောင်းမရှိပါဘူးဘယ်လူတွေမှအပြစ်လွတ်သွားစရာအကြောင်းမရှိပါဘူးဘယ်နိုင်ငံတွင်နိုင်ငံတကာမှာ ဒါ၍ကောင်းစားခြင်းတို့ရောက်တော့ဆရာအကြောင်းမရှိပါဘူးခရစ်တော်အဖြစ်တည်းတန်နိုင်တာဖြစ်ပါလေခရစ်တော်ကအဆရာကိုအတုံးပြုခြင်းအဖြစ်အာအပြောင်းလေးတွေဖြစ်နိုင်တာဖြစ်ပါလေအခုကတော့ခရစ်တော်ကဒုတိယဖြစ်သွားတယ်အဲ့တော့သူတို့ရဲ့ဆရာကြတော့ပထမဖြစ်သွားတယ်အဲ့လိုပေါ့လေနော်ဒါကယနေ့ရှင်တို့ဟိုနားလေထားရမယ့်အရာ ဒီအရာတွေကယနေ့ရှင်တို့ခရိယန်တွေကြားထဲမှာအာပေါ်ပြူလာဖြစ်လာတဲ့အရာဒီနေ့ဆရာဆွဲပုဂ္ဂိုလ်ဆွဲတွေကအင်မတန်မှဆွင့်ရှာကောင်းပါလေဒီအရာတွေကကျွန်တော်တို့ကိုဝိညာဉ်မျက်စိကိုကန်းစီလာတယ်ပြီးတော့ကျွန်တော်တို့တက်တာကိုဒီနေ့တဖြည်းဖြည်းနဲ့အာလာမာတို့တွန်းကိုနေတော့အရာဆွဲခေါ်နေတော့အရာဖြစ်တယ်ဆိုတော့ကိုကျွန်တော်နည်းနည်းယနေ့ဟော review လုပ်ရှင်းတာဖြစ်ပါတယ်လို့အဲ့တော့ဒီနေ့ ။ဒါလေးဆိုရင်အာကျွန်တော်တို့သူတို့နဲ့မပူပေါင်းရင်ဖရားလူနဲ့မပူပေါင်းရင်ကျွန်တော်ဟိုကျွန်တော်တို့မချောင်ဘူးလို့ပြောပါလေ။အဲ့တော့ကျွန်တော်တို့ဘယ်လိုများဖရားလူတွေနဲ့မပူပေါင်းရင် against လုံးကြီးရင်မချောင်ဘူးလို့ပြောပါလေ။ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်ရလေတတိထားဖို့ဖြစ်ပါလေ။ဒီနေ့ဘယ်သူနဲ့ပူပေါင်းတင်တယ်လဲဆိုတော့ ဒီကျွန်တော်အရောက်စီတန်းပြန်လေစဉ်းစားဖို့ဖြစ်ပါလေ။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ပူပေါင်းရမယ့်သူကတော့တန်ရှင်တော်ဝိညာဉ်တော်ဖရာဖြစ်ပါလေ။နောက်ဘတ်တော်ကတုန်တင်ထားသည့်အတိုင်းကျွန်တော်တို့ဝိညာဉ်တော်ရဲ့လမ်းပြမှုဝိညာဉ်တော်ရဲ့ပူပေါင်းမှုပူပေါင်းခြင်းအဖြစ်ကျွန်တော်တို့ဒီလောကမှာအင်္ဂလိတရားကိုဝင်ကတက်တက်ခံဖို့ဖြစ်ဖြစ်ပါလေ။ဖရာရအမှုတော်ကိုဆောင်ဖို့ဖြစ်ပါလေ။ပြီးတော့နောက်ချက်ကပါလေဆိုရင်သူကနော် အာဘုရားလူကိုပြန်မလို့တွေးချောင်းစင်းနေတာဖြစ်တယ်တဲ့။တမကျန်းစာနဲ့မညီတော့အရာဖြစ်ပါလေ။တမကျန်းစာမှာလည်းထိုကိတို့မဖော်ပြပါဘူး။ဒီနေ့ကိုကျွတ်လို့တော့အရာကိုပြန်မတော့အရာကိုနေတာတက်ဆိုင်တာဖြစ်ပါလေ။နောက်တစ်ချက်ကပါလဲဆိုရင်အာသူတို့ရဲ့ဆရာကမြန်မာမျိုးပုံပေါ်နေပြီးတော့စူတောင်းကုန်ကြီးပြစ်ခလို့ရင်ကျွန်တော်တို့မြန်မာနိုင်ငံက အပြစ်ခွလွန်ခြင်းကိုရမှာဖြစ်ပါတယ်ကောင်းစားမှာဖြစ်ပါတယ်ပြောင်းလဲလာမှာဖြစ်ပါတယ်လို့ပြောပါတယ်ဒီအရာတွေအားလုံးဟာယနေ့ဘုရားသခင်ရဲ့အကြံစီဟုတ်မဟုတ်ဆိုတာကကျွန်တော်တို့မသိနိုင်ပါဘူးယနေ့ဒီဆရာလေးပြောသွားတဲ့အတိုင်းသူကဘာစိတ်နဲ့ဘယ်လိုစိတ်တပေါ်ထားနဲ့ပြောနေတယ်လေဆိုတာကကျွန်တော်အားလုံးမသိနိုင်ပါဘူးအဲ့တော့ခုနကကျွန်တော်ပြောသွားတယ်လို့သူရဲ့ဆရာကိုအရာအကူမိတာ သူရဲ့ဆရာဒါတကယ်ဘုရားအတုံးပြည့်တဲ့အတွက်ကြောင့်သူနဲ့ပူပေါင်းတင်တာအပြည့်မပြောတင်ဘူးအလိုအပြည့်ပြောရင်ပြစ်ဒဏ်ဆင်ခြင်းခံရမယ်တန်ခတ်ခြင်းခံရမယ်ဒုက္ခရောက်မယ်ပို့လေနော်အဲ့တော့သူရဲ့ဆရာကိုမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ခွင့်ပြုပြီးတော့မြန်မာနိုင်ငံမြေကိုနင်းပြီးတော့ကောင်းချီးပေးမှတာလေမြန်မာနိုင်ငံကကောင်းစားရှင်လို့ရောက်မှာဖြစ်တယ်ဆိုလို့ပြောသွားတာတွေ့ရပါလေအဲ့တော့ဒီအရာတွေအားလုံးကိုရှင်တော့အမြင်တစ်ခုချင်းနဲ့တော့ဟောမပြောလို့ပါဘူးဘုရားရဲ့အကြံစီတိုင်းတာ အမေတန်းဒီလောကကြီးဒီနေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့အဆုံးသတ်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ။